ပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကို တင်ဆက်ပေးပါမယ်တောင်ကိုခြေဆိုင်ဖြစ်တဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခါကိုရှော့ရိုက်တော့၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဟာဘုံခရိုင်မှာစစ်ကောင်စီကပြည်လုံးမဲ့ရွေးကောက်ပွဲမှာပူပေါင်းပါဝင်သူတွေကို ခေါ်ယူတတိပေးတာထိမ့်သိမ့်တာနဲ့နေနေတံပေးတာတွေကိုလှုပ်ဆောင်သွားမယ်လို့ KNU တမဟာ9ကထုတ်ပြန်ထားတဲ့သတင်းအပါအဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကိုအခြေဆိုင်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပါခါကိုရှော့ရိုက်တုံး9လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရှော့ရိုက်တုံး၄လုံးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar BWM ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မနေ့ကဩဂတ်လ26ရက်နေ့မနက်10:35မိနစ်ချိန်မှာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces MKCDF and the Cook People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့တို့ကအကြမ်းဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45အနေနဲ့တရားခွန်မမရှော့တိုက်တုံးငါလုံးပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာတော့ ရှော့ဒိုက်တုံးလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောင်ကရင်ပြည်နယ်၊ကရင်နီပြည်နယ်ရှမ်းတောင်မှာရှိတဲ့တော်လန်ရေးအင်အားစုတွေကိုနှီးမျိုးစုံနဲ့နှိမ်နင်းနေတဲ့စစ်တပ်ရဲ့အားထားရတဲ့စစ်တိုင်းဌာနချုပ်တခုဖြစ်တာကြောင့်တော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်တာဖြစ်ပြီးစစ်တပ်အနေနဲ့လည်းကိုယ့်ရဲ့စစ်တိုင်းဌာနချုပ်ကိုတော့မကာကွယ်နိုင်တဲ့အချက်ကိုလည်းပေါ်လွင်နေတယ်လို့ပြောပါတယ်။ မနေ့ကတရက်သေးမှာပဲ BWM နဲ့မဟာမိတ်တပ်ဖွဲ့တွေကကရင်ပြည်နယ်တန်တောင်ကြီးမှာရှိတဲ့စစ်တပ်ရဲ့ဘရင်တော်တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်းရှော့တိုက်တုံးကိုလုံးနဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စစ်တပ်ရဲ့ဘရင်တော်တိုက်ခိုက်ရေးသင်တန်းကျောင်းမှာစစ်အရာရှိအယောက်400ကျော်သင်တန်းတက်ရောက်နေတဲ့ဆိုတာကိုသတင်းရရှိထားတဲ့အတွက်သင်တန်းချိန်မှာတိုက်ခိုက်ခဲ့တာပါ။ဒါအပြင်ဘရင်တော်တက်မတော်ကြီးတိုက်ခိုက်ရေးကျောင်းအောင် မြမပြည်အနေနဲ့အရရကစစ်အုပ်စုရဲ့အဓိကတောက်တိုင်တွေဖြစ်တဲ့တက်စုမှုတက်ခွဲမှုနဲ့တရင်မှုသင်တန်းတွေကိုအဓိကပေးတဲ့တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်တယ်လို့ Brave Warrior for Myanmar BWM အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ရှင်။ကရင်ပြည်နယ်ဘက်မှာတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပူပေါင်းပါဝင်သူတွေကိုခေါ်ယူတတိပေးတာထိမ့်သိမ့်တာနဲ့နေနေတံပေးတာတွေကိုလှုပ်ဆောင်မယ်လို့ KNU မုဒရခိုင်အမတ်၅တက်မှာက မနေ့ကဩဂတ်လ26ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အကြမ်းမစစ်ကောင်စီကပြုလုပ်ကျင်းပမဲ့ရွေးကောက်ပွဲအားအလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆုံဆွေးနွေးမှုကနေရရှိလာတဲ့တဘောတူညီချက်နဲ့ကျင်းပမဲ့ရွေးကောက်ပွဲမဟုတ်တဲ့အပြင် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ျင်းပမဲ့ရွေးကောက်ပွဲလည်းမဟုတ်တာကြောင့်အခုကျင်းပမဲ့ရွေးကောက်ပွဲအားလက်ရှိမြမနိုင်ငံရေးပဋိပက္ခကိုအဆုံးမသတ်နိုင်ပေရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုလည်းရရှိနိုင်မှာမဟုတ်ဘူးလို့ KNU တမန်ငါကပြောထားပါတယ်။ဒီရွေးကောက်ပွဲကျင်းပတာအာလုံးပါဝင်တဲ့ပါဝင်တိုက်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူလူထုအားလုံးမပါဝင်ပဲအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ အလိုကျပြုလုပ်မဲ့ရွေးကောက်ပွဲသာဖြစ်တာကြောင့်ရွေးကောက်ပွဲဟာစစ်မှန်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘဲအကြမ်းဖက်စစ်ကောင်စီဗိုလ်ချုပ်တွေနဲ့သူတို့ရဲ့အတိုင်းဝိုင်းတွေစစ်တပ်ထောက်ခံတဲ့နိုင်ငံရေးပါတီတွေအတွက်သာ အကျိုးကျေးဇူးတက်ရောက်စေတာဖြစ်ပြီးတိုင်းရင်းသားတွေနဲ့ပြည်သူလူထုအားလုံးအတွက်တော့ဘာအကျိုးကျေးဇူးမှရရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ရွေးကောက်ပွဲပြုလုပ်ခြင်းမှခြင်းအား အကြမ်းမစစ်ကောင်စီအနေနဲ့သူတို့အာဏာသိမ်းမှုကိုတရားဝင်စေဖို့နဲ့စစ်အာဏာရှင်စနစ်သက်ဆိုးရှေဖို့အတွက်သာ ဖြစ်တာကြောင့်မူတော်ခိုင် အမတ်၅တက်မှအနေနဲ့လုံးဝအတိမတ်ပြုလက်မခံနိုင်ဘူးလို့သိရပါတယ်။မူတော်ခိုင် KNLA အမတ်၅တက်မှအတွင်းမှာရှိတဲ့ပြည်သူလူထုတွေလက်နက်ကင် တော်လန်ရေးဖွဲ့စည်းတွေလူမှုအဖွဲ့အစည်း CBOS CSOS တွေနဲ့ ဘာသာရေးကောင်းဆောင်တွေအနေနဲ့လဲမကြခင်မှာကျင်းပပြုလုပ်မယ်အကြမ်းဖက်စစ်ကောင်စီရဲ့တပတ်သက်ရွေးကောက်ပွဲကိုတိုက်ရိုက်ဖြစ်စေတွဲဝိုင်းပြီးပဲဖြစ်စေလုံးဝပူပေါင်းမပန့်ပိုးချဖို့ကိုမူတော်ခရိုင် KNLA အမှတ်၅တက်မှာကအသိပေးပြောထားပါတယ်မူတော်ခရိုင် KNLA အမှတ်၅တက်မှာရဲ့ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ခရိုင်တက်မှာအတွင်းမှာရှိတဲ့ဘသူကိုမစိုးခေါ်ယူအသိပညာပေးတာနဲ့တတိပေးတာ တင်တော်တဲ့နေရာမှာခေါ်ယူထိမ့်သိမ်းထားတာနဲ့မူတော်ခိုင် အမတ်ငါတက်မှာနေမြေဒေသပြင်ပကိုနေနေတံပေးတာတွင်နဲ့အေးယူသွားမယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့မှာ စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကြောင့်ပြည်သူလေးဦးဒဏ်ရာရသွားတယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဒီပြစ်ခတ်မှုကဩဂတ်စ်လ29ရက်နေ့မနက်အစောပိုင်းတကောင်ကျော်မှာဖြစ်ပွားခဲ့ပြီး ဖားကံမြို့အခြေဆိုင်စစ်တပ်ဘူအာဂုံးကနေ120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပစ်ခတ်မှုကြောင့်စွန်အင်ရအလဲစခန်းနဲ့မြေစာမျောတိုက်စခန်းနာကိုကြရောက်ပောက်ကွဲခဲ့ပြီးအဲ့ဒီနေရာမှာနေထိုင်နေသူတွေက၄ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်တန်ရာရရှိသူတွေထဲမှာဒေါ်ခေါင်တော်ဒေါ်တီရာဝင်းဦးတာကောမငယ်ဆိုသူတို့ဖြစ်ပြီး ူတို့အားလုံးအားလုံခင်ကျေးဇူးတော်ဆေးရုံမှာကုသနေပါတယ်လက်တလောတွဲလို့နေတာကြောင့်တွဲလူရှင်တွေကိုလည်းရှာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲမရှိပဲတမကုန်းကနေဓာတ်ရိုက်ပစ်တာလို့လည်းပြောပါတယ်ဖားကန်မြို့မှာစစ်တပ်ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အ ਨੇ ဆုံးလူ90ကျော်သေဆုံးထားပြီးတန်ရာရသူတွေလည်းတရာကျော်ရှိနေပြီလို့သိရပါတယ်ရှင်စကိုင်းတိုင်းဘူးရလင်ဘက်ကတဲ့ရင်ကို ကြည်အောင်ပါ စကိုင်းတိုင်းပူးတလင်းမြို့နယ်မှာစစ်တပ်ကတိုက်လေရင်တွေစစ်တပ်လေဒီတွေနဲ့ဘုံကျဲတာကြောင့်ပြည်သူ၃ဦးသေဆုံးပြီးနေအိမ်တွေလည်းမီးလောင်ခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်စ်လ26ရက်နေ့ညနေ3နာရီချိန်မှာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်လေဒီနဲ့ဘူးတနေမြို့နယ်အတွင်းကိုဘုံကျဲပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတအူးသေဆုံးခဲ့တယ်လို့သိရပါတယ်။ တပ်ပြင်ဩဂတ်စ်လ26ရက်နေ့ညနေ9နာရီကျော်ချိန်ကလည်းဘုဒ္ဓလင်းမြို့နယ်တခုတ်တနေရွာအနီးက73စီအယောင်ဆိုင်ကိုတိုက်လီရင်2စီစက်တက်လေဒီ2စီနဲ့တိုက်ပွဲမဖြစ်ပွားဘဲဘုံကျဲခဲ့တာကြောင့်အမျိုးသား2ဦးသေဆုံးခဲ့တယ်လို့ဘုဒ္ဓလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်ဘုဒ္ဓလင်းမြို့နယ်အတွင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေပြင်မြေပြင်ကနေလဲစစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေပါရယ် စစ်တပ်စစ်တောင်းကမနေ့ကဩဂတ်စ်လ26ရက်နေ့ဘူတလင်မြို့နယ်ပဲပြစ်တောရွာကိုရောက်ရှိနေပြီးစစ်တပ်ကစစ်တောင်းထိုးနေတာကြောင့်အနီးနားကျေးရွာကပြည်သူထောင်ထဲချီအားထွက်ပြေးတိတ်ရှောင်နေရတယ်လို့သိရပါတယ်ရှင်။ထပ်ပြီးစကိုင်းနိုင်ဘက်မှာလည်းစစ်တပ်စစ်တောင်းထွက်လာတာကြောင့်ပြည်သူတွေဘေးလွတ်ရာကို ထွက်ပြေးတိတ်ရှောင်နေရပါတယ်။စကန်တိုင်းဘုဒ္ဓလင်မြို့ပေါ်ကနေအကျမ်းပတ်စစ်တပ်စစ်ကြောင်းကထွက်လာတာကြောင့် ကျေးရွာ73ရွာက ထောင်ထဲချီတဲ့ပြည်သူတွေဘေးလွယာကိုထွက်ပြေးနေရတယ်လို့တောင်းရစာပင်မတပိတ်စစ်ကြောင်းရဲ့တာဝန်ရှိသူ ကိုမိုးချိုကရန်ကုန်ခေတ်စ်ကို ပြောပါတယ်။မနေ့ကဩဂတ်လ26ရက်နေ့မနက်ပိုင်းမှာဘူတလင်မြို့ပေါ်ကနေကာလန်တိုင်းအင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းထွက်လာတာကြောင့်မြို့နီးနားမှာရှိတဲ့မြင်သာရွာ၊ရွာသားလေးရွာ၊အုပ်ဖို့ကျေးရွာအပါအဝင်ကျေးရွာ73ရွာက ပြည်သူ9000နီးပါးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိချိန်ထိပဲပြစ်တော်ရှေ့ရွာထဲမှာတက်ဆွဲထားပြီးဘေးနီးယားကိုဆက်လက်ထွက်ခွာမလဲဆိုတာကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းအောင်တအူးနဲ့ တတတစ်တူတို့တနတ်တလက်ယူဆောင်လာပြီးအလင်းဝင်လာတယ်လို့ Northwest Plains Revolutionary Forces NPRF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကို ပြောပါရင်ပြီးခဲ့တဲ့ August 23ရက်နေ့မုံရွာမြို့နယ်ကြောက်ကလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းအောင်တူနဲ့စစ်မှုထမ်းတတတစ်တူတို့က Northwest Plains Revolutionary Forces NPRF ကိုအလင်းဝင်ရောက်လာခဲ့တာပါ အလင်းဝင်လာသူတွေမှာ စစ်မှုထမ်းတသားကြော်ဦးနဲ့စစ်မှုထမ်းဟောင်းတရားတို့ဖြစ်ပြီး MA1 တနက်တလန်ဘုံနှလုံးတို့ကိုယူဆောင်လာကစစ်တပ်ကလိုက်လံပစ်ခတ်တဲ့ဂျာကနေတော်လန်ရေးမဟာမိတ်တွေစီကိုရဲဝန်စာပူပေါင်းခဲ့ကြတယ်လို့သိရပါတယ်စစ်မှုထမ်းဟောင်းတရား2017ခုနှစ်ကစစ်တပ်မှထောင်ကြပြီးပြန်ထွက်လာသူဖြစ်ကမိသားစုကိုလုက္ကန်ကျွေးမွေးနေသူဖြစ်ပြီးစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတာကြောင့် ်စစ်မှုထမ်းတသားသည့်အဖြစ်စူးစောင်းခံခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကအရာရှိအရာခံတွေအားသူတို့ရဲ့အကျိုးစီးပွားအတွက်လိုအပ်ခဲ့ရင်ကိုလူတွေရဲ့ဘဝကိုတောင် ချမ်းသာမပေးပေအတင်းအာရမဖိနှိပ်မှုတွေပေါ်လွင်နေပြီးစစ်မှုထမ်းစူးစောင်းခံရတဲ့လူငယ်တွေအနေနဲ့လေသူတို့အာမခံပေးတဲ့အခွင့်အလမ်းတွေကို လုံးဝမယုံသင့်ပဲအခွင့်ရေးရခဲ့ရင်ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေစီကိုလာရောက်ပူးပေါင်းကြပါလို့ Northwest Plains Revolutionary Forces NPRF ကအသိပေးနှိုးဆော်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းကျောက်ပတောင်မြို့နယ်လက်ပံပြနေမြေရေစကန်အနီးမှာ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတစ်ကိုစိုးမင်းနိုင်အောင်ကြီးနဲ့ခဲရဲတွေယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ မြင်းလက်ဒေသပျောက်ကြားတပ်ဖွဲ့ MRG ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ21ရက်နေ့မှာရေစကြိုမြို့နယ်ခလာရ29ခုတရင်ကနေစစ်မှုထမ်းတသားတဲ့ကိုစိုးမင်းနိုင်ဟာကြီးနဲ့ခဲရံတွေ ယူဆောင်လာပြီးမြင်းလက်ဒေသပျောက်ကြားတပ်ဖွဲ့ MRG ကိုဆက်သွဲကအလင်းဝင်ရောက်လာခဲ့တာပါ။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတသားကိုစိုးမင်းနိုင်ဟာ ကျောက်ပတောင်းမြို့နယ်လက်ပံပြရဲစခန်းဤကိုဖျက်ဆီးသွားတဲ့အချိန်မှာစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးဘာထူးလေးချင်းရဲတပ်မှစစ်တင်တန်း၃လတက်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ရေစကြိုမြို့နယ်ခါလာရ29ခွန်တရင်ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။အဲ့လိုပို့ဆောင်ခံရပြီး9လအကြာမှာတော့မြေလက်ဒေသပျောက်ကြားတပ်ဖွဲ့ MRG ကိုဆက်သွယ်က 5.56G 133တောင်းလက်ပြဘုံဒီနှလုံးတို့ကိုယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ